ါပေမဲ့ပေါ်ပန့်ဝိုင်းပရိုဂရမ်များလည်းဒီ delivery ဘိုင်းမှာတော့အယူဆဘိုင်းမှာတော့တိတ်ပြီးတော့တခြားပန့်ဝိုင်းနေနဲ့ခွာခြားမှုတော့တိတ်မရှိဘူးဒါပေမဲ့အဲ့ဒီထဲမှာမှသူတို့ကတော့နည်းနည်းပုံများတာပေါ့နော်ဒီလိုမျိုးဒီဟာတာတွေဒီနော်ပြောင်ပြောင်လေးတွေအဲဒီလိုအကြောင်းအရာမျိုးတွေပုံများတယ်ဒါပေမဲ့ဒီပန့်ဆန်ဆန်စာသားအကြောင်းအရာမျိုးတွေလည်းအများကြီးရှိတာပဲ UK ဘက်မှာကျတော့ US မှာပေါ်ပန့်တွေ ေါ်လာတဲ့ချိန်မှာ UK ကပေါ်ပန့်ဘလောက်ပြန်ယူမပေါ်လာဘူးအဲ့ချိန်မှာတို့သူတို့ဒီ90ကျော်မှာ UK ကဒီ Independent Rock ကနေပြီးတော့သူတို့ Britpop ဖြစ်သွားတာပေါ့နော် Oasis တို့ Blur တို့ရှိအဲဒီ US ကပေါ်ပန့် Revival မှာတော့ UK ကအဲ့လိုပြောပါလောက်ပေါ်ပန့် Band ပေါ်လာတာတော့မတွေ့ဘူးပြောရမယ်ဆိုရင်ဒီမှာက မက်ဒယ်နဲ့ဟာကိုကိုသူတို့ကဟာကိုကိုပဲမက်ဒယ်ဆိုပြီးတော့ပြောကြတယ်အမှန်တကယ်ကတော့ရှင်းပြောရင်ဒီမှာဟာကိုကိုမက်ဒယ်လို့ပြောနေကြတဲ့လူငယ်တော်များဒီမက်ဒယ်ဆိုရာဥစ္စာတကယ်မက်ဒယ်ဟိုကြတော့နားမထောင်ကြတာများတယ်သူတို့ကဟာကိုပဲသူတို့နားထောင်အဓိကသူတို့ပြောစမ်းမက်ဒယ်ကိုပြောစမ်းမက်ဒယ်ကိုပဲသူတို့ကမက်ဒယ်အဖြစ်နဲ့ပြောနေကြတာအမှန်တကယ်ကတော့မက်ဒယ်ကိုဆိုတာမက်ဒယ်ရဲ့ sub general ကအများကြီးတည်းရမှအတန်လေးလက်တန်လေးတစ်ခုပဲဒါပန်းနဲ့လည်းဆိုင်တယ် metal နဲ့လည်းဆိုင်တယ်အဲ့ဒါ hard core နဲ့ metal နဲ့ပြန်ပေါ်တာ hard core ပန်းနဲ့ metal နဲ့ပြန်ရောပြီးတော့ဒီဒီ metal core ဆိုပြီးပုံစံတစ်မျိုးလုပ်ခဲ့တာဒါပြောမယ်ဆိုလက်တန်လေးအများကြီးတည်းရမှလက်တန်လေးတစ်ခုပဲ metal ဆိုတာကြီးကအများကြီးကြီးပါကြီးရှိတယ်အဲ့ဒီ metal ဆိုရဲဟဲ့ sub general ကြီးညာဆိုတာထွက်နေတဲ့ခြေကသူတို့ကတစ်ခုပဲအဲ့ဒီဟာကဥမာ တို့ကမက်ဒယ်ဆိုပြီးတော့တို့ကအကုန်လုံးခြုံငုံသုံးပြလိုက်ရဒါပေမဲ့အဓိကမက်ဒယ်ဆိုတာမက်ဒယ်မှာလဲ2 January နဲ့2သူကနေသူဟာတော့ dress ဆိုရယ် dress black medicine ဆိုရယ် black medicine အဲ black medicine ရမှာသူ sub general ကြံခွဲရမယ်အဲ dress ဆိုရယ်သူ sub general ကြံခွဲရမယ်ဆိုတော့ damage dress ဆိုရယ်ထပ်ပြီးတော့ကြံခွဲဆိုတော့ sub general အများကြီးတဲ့ဒီ train ကြီးတစ်ခုတော့ကြီးရမှာသူတို့ကအဲ့အထဲက ဇာဂိုင်တော့သေးလေးတစ်ခုကိုပဲသူတို့ကယူပြီးတော့မက်တယ်ဆိုပြီးတော့တုံးနေကြဟာကိုကပန်းလာမက်တယ်ကိုကကြတော့ဆက်ဂျန်နရယ်ထဲမှာတောင်မှခုနပြောသူမက်တယ်စစ်စစ်ကြီးမဟုတ်ဘူးဒီဘက်ကပန်းနဲ့ပန်းဟာကိုပန်းကနေစဉ်းစားလာတာဖြစ်ကြတဲ့ကြောင့်သူကပန်းနဲ့ဆက်ကြထားတဲ့ပြောလို့ရတယ် မယ်ဒယ်ဂျန် sub general မှာတော့မယ်ဒယ်စလုံးကစစ်စစ်ကြီးကိုပြောလို့မရအောင်ပန်းငယ်မယ်ဒယ် fusion လောက်ထားတဲ့ sub general ကိုပြောလို့ရတယ်။ဟာကိုပန်းဆိုတာမရှိလို့ချင်းဒီမယ်ဒယ်ကိုဝိုင်းပါကြီးလည်းဘာမှပေါ်လာစရာမရှိတော့ဘူး။ emo တွေလည်းပေါ်လာစရာမရှိတော့ဘူး။အခုခုလက်ရှိကိုသက်ခါမြူးဇစ်အနေနဲ့ဘာတွေဘယ်လိုပုံစံမျိုးတွေဆက်ပြီးခံဒီလိုအစီအစဉ်ရှိတယ်အဲ အခုတော့တော့ရတော့ဘယ်လိုပြောလဲငငယ်တည်းကနားထောင်ငယ်တည်းကြိုက်ခဲ့တဲ့အဲမှာဟူပန်းဆိုတာလည်း influence အကြီးကြီးတစ်ခုပဲနောက်ပြီးတော့ဒီပန်းလေးပိုင်းနားမထောင်ငယ်ကဒီ medal influence ရှိခဲ့တဲ့ extreme medal ပေါ့နော်ဒီကဒီက trust damage blame ဆိုတာဒီဒီကောင်းရေးပုံစံမျိုးလေးကိုလည်းအခုချိန်မှာပြန်မလုပ်ကြတော့အဲ့တော့ဒီကခုရင်အကူပန်း influence နဲ့ medal influence ဒီကအများကြီးပြီးတော့ဒီက medal ပန်း fusion တွေက ဲတွားပြမှာပါပူလို့တော့တယ်တော့ပန်ကဘာလို့ကိုသားခိုင်ရေးပဲဖွင့်နေလဲပန်ဆိုတာအဓိကဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲဆိုတော့အဲသူများတွေပြောခဲ့တာလည်းရှိပါတယ်ပန် is the state of mind ပန်းဆိုတာစိတ်ခံစားမှုအခြေအနေတစ်ခုပဲ။ပန်းဆိုတာအဓိကဟိုလိုကြီးမှပန်းဖြစ်မယ်ဒီလိုကြီးမှပန်းဖြစ်မယ်ပန်းဆိုတာစိတ်အခြေအနေတစ်ခုပဲ။ဒါပေမဲ့ပန်းမဟုတ်တဲ့ဥစ္စာတွေကိုတော့ကြီးကြကြပြောလို့ရတယ်။ပန်းမဟုတ်ရည်သားလားဒီလိုမျိုးလူမျိုးရဲ့ဘာသာယူခွဲခြားတာမျိုးအဖိနေတာမျိုးအုပ်ချုပ်တာမျိုး သူဘာကိုထိန်းချုပ်တာမျိုးအာဏာရှင်ဆန္ဒမျိုးအဲ့ဒါမျိုးကတော့ဘယ်တော့မှပန့်ဖြစ်လာအောင်မဟုတ်ဘူးအဓိကပန့်ဆိုတာ state of mind ဆိုတာဒီလွတ်လပ်မှုအဓိက freedom liberation နောက်ပြီးတော့ဒီစီးပြီးသားဒီ rules တွေဒီ standard တွေဒါတွေကိုချိုးဖြတ်တာပဲဒါတွေကိုစန့်ကျင်ပြီးတော့ဒါ lifestyle တစ်ခုနေနဲ့လက်တည်ရှင်းတန်းတာပဲ punk ဆိုတာ မူးစည်းတစ်ခုပဲလည်းမဟုတ်ဘူး fashion တစ်ခုပဲလည်းမဟုတ်ဘူး lifestyle အဒီရောအကုန်လုံးပါခြုံငုံပြီးတော့ punk ဆိုတာ we go life လို့ပြောလို့ရတယ် punk ဆိုတာဒါပေမဲ့ရှင်ထဲမှာရှိနေတာ punk ခံစားချက်ပဲအဲ့ဒါပဲစိတ်စိတ်ထဲစိတ်အခြေအနေတစ်ခုပဲ punk ဆိုတာ